ကွက်ရွှေလေးလည်းပါလာတယ်တဲ့ဒီနားမှာကျွန်တော်တို့1 3ညကိုပေါ့နော်အဲဒါရှေ့5 30ရှေ့ပေါင်းနေလေရိုက်ထားတာလေး၃ခက်လေးတညီလေးဖြစ်ထားတာရှိတယ်အဲ့ဒီသူ့ရဲ့မြင်းကုန်မှာ၅ပြိတ်သူ့ရဲ့မြင်းကုန်မှာ၅ပြိတ်နော်သူ့ရဲ့မြင်းကုန်မှာ ငါးပရိတ်လို့သူထွက်တယ်အဲ့ဒီငါးပရိတ်တွေထွက်ပြီးတော့ငါးပရိတ်ဆောင်မတိပိတ်တွေသူကစားခဲ့တာရှိတယ်เนาะတခါအဲ့ဒီတိအပိတ်တွေကိုကျွန်တော်၃နှစ်ကျော်မှပရိတ်တစ်တွေလှမ်းထဲ့မယ်ပေါ့ဒါတွေးထားတာနောက်အဲ့ဒီမှာဒီပရိတ်နှစ်၃ချက်သူကစားခဲ့တာရှိတယ်เนาะ အဲဒီဗရိတ်နှစ်၃ခွက်သူကစားထားခဲ့တယ်အဲ့ဒီဗရိတ်နှစ်တွေကိုနှစ်အပိတ်နှစ်ပါဝါခွန်ခါဒီဗရိတ်နှစ်နှစ်ပါဝါခွန်ခါပေါ့နော်အဲဒီဗရိတ်နှစ်ကိုနှစ်ပိတ်ပြီးဒီမှာကျွန်တော်ခွန်ခါနဲ့ဗရိတ်၁ကိုကျွန်တော်ထည့်မယ်လို့အဲ့လိုလေးဒါအကျန်းဆွဲထားတာလေးတော့ရှိတယ်ပေါ့ဗျာနော်အဲ့တော့သူ့အပေါ်မှာကျွန်တော်တို့ဘာကြိုဖြစ်မလဲဆိုတာတစ်ချက်သူ့အပေါ်မှာဘာကြိုဖြစ်မလဲဆိုတာတစ်ချက်ကျွန်တော်တို့တွေးကြည့်ကြတာပေါ့ အဲ့တော့ဒီပရိတ်တ္တတွေမပေးသေးခင်သူ့အပေါ်မှာဖြစ်တဲ့ခဏကကျွန်တော်ဒီနေအောင်အဲ့ဒီကောင်ကနမတော့နော်ဒါသူ့အပေါ်မှာဖြစ်တဲ့ခဏဒီခုနှစ်နော်ခုနှစ်ဘယ်ခုနှစ်လဲတော့မသိအဲ့ဒီခုနှစ်ကရှေ့အပေါ်တပင်ကြော်ရခဏခုနှစ်အတွဲပေါ့နော်အဲ့ဒီပရိတ်တ္တမကြခင်သူ့အပေါ်မှာကြားတဲ့ဒီ93ညကလည်းအပေါ်တပင်ကြော်က93ညအတွဲပေါ့ဗျာနော်အဲ့လိုတွေးကြည့်တာ ဒါဆိုရင်ဒီ break တင်မကြခင်သူ့ရဲ့အပေါ်တပင်ကြောမှာထွက်ထားတဲ့ခဏ3 8เนาะအဲ့ဒီ3 8ကိုကျွန်တော်တို့ဒီအောက်မှာ3 8လို့ထည့်လိုက်မယ်ထည့်ပြီးတဲ့နေအဲ့ဒီမှာကျွန်တော်တို့ဒီ1 2 3 4ဆိုတာကြီး၄နောက်ပဲကြီးများထည့်မလားဒါတမျိုးတွေးကြည့်တာเนาะအော်အဲ့ဒီမှာကသူကတကယ်လို့ဒါအဲ့ဒီလို့ဖြစ်မယ်ဆိုရင်ဒီကနန်း4 3 8ဒါနည်းနည်းစဉ်းစားရ နော်အဲ့လိုမဖြစ်ဘူးသူကဒီတပင်ကြော်ကနန်းရှိတွဲတပင်ကြော်ကနန်းရှိတွဲပေါ့နော်ဒီပင်ကြော်ကနန်းရှိတွဲလို့ကျွန်တော်တွေးလိုက်တာကတမျိုးတကယ်လို့အဲ့ဒီလိုမဖြစ်ဘဲနဲ့ဒီနှိနှိနှိခွန်ဆိုတဲ့ကနန်းကဒီမှာနှိခွန်နှိလို့ထွက်တာလားနောက်တစ်ခုဒီ339ဆိုတဲ့ခဏကရောဒီမှာ339လို့ထွက်တာလားเนาะသူကဒီနှစ်ခွန်နှစ် တဲ့ပဲထွက်တယ်339เนาะဒီမှာ339နှစ်ခွန်နှစ်နှစ်ခွန်နှစ်เนาะသူကအဲ့လိုဒီကဏ္ဍကတော့နောက်ပိတ်ပေါ့ဒီကဏ္ဍကတော့နောက်ပိတ်ပေါ့အဲ့တော့ဒီကဏ္ဍကနောက်ပိတ်နဲ့ကျွန်တော်တို့က386ဆိုတဲ့ကဏ္ဍကို386လို့ထည့်ကြည့်မလားတကယ်လို့အဲ့လို386လို့ထည့်မယ်ဆိုရင်ဒါတူတော့ တမျိုးလေးတော့မစိုးဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ D1 2 3ကပေးချင်မှလည်းပေးမှာ ው နော်တကယ်လို့1 2 3ကို၄အထိပါဆက်ပေးမယ်ဆိုရင်တော့ဒီကနန်းမျိုးကဒါကျွန်တော်တို့ကစားလို့ရတယ်ပေါ့နော်အဲ့တော့ဘာလို့ဒီ384နဲ့683ကိုပြောတော့ဆိုတော့ဒီကနန်းကနော်ဒီဗရိတ်တရဲ့အပေါ်မှာထွက်မဲ့ကနန်းကကျွန်တော်တို့ဒီ1 9ကို1 9လို့ထွက်တဲ့ကနန်းဒီသူ့ရှေ့1ကကနန်း ဲ့ဒီ break တည်းရဲ့အပေါ်မှာထွက်မိခဏနော်အပေါ်တပင်ကျော်က9တုံညာကရှေ့တွဲနေဒီ3တုံညာကိုကို3တုံညာကိုလို့ထဲလာထွက်မိခဏကလည်းသူ့ရှေ့နှစ်ကခဏပဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီတပင်ကျော်38ကို4နဲ့ပိတ်ပြီးထွက်မယ်4 38ကလည်းဒါသူ့ရှေ့နှစ်မှာရှိနေတယ်နောက်တစ်ချက်ဒီ336အဲ386ဆိုတဲ့ဒီကဏ္ဍလေးပေါ့နော် ဒီ386ဆိုတဲ့ခဏန်းလေးကဒီနေရာမှာ386လို့ထွက်မယ်ဆိုရင်အဲ့ဒီခဏန်းကလည်းသူ့ရှေ့နှစ်ကခဏန်းပဲအဲ့ဒီဗရိတ်တတတမပေးသေးခင်သူ့ရဲ့အပေါ်မှာထွက်တဲ့ခဏန်းဒီကျွန်တော်နှမျိုးယူပြတာเนาะနှစ်မျိုးနှမျိုးယူပြနေတာပထမတစ်မျိုးဒီဒီနှစ်နှစ်ခွန်အတွဲနဲ့နှစ်နောက်ပိတ်သူ့ရှေ့နှစ်ကခဏန်း တခါဒီဗရိတ်တမထွက်ခင်သူ့ပေါ်မှာထွက်မဲ့ခဏန်းဒီအဘောတပင်ကျော်က6တုံညာအတွဲကို3နောက်ပိတ်နဲ့သူ့ရှေ့နှိကခဏန်းအဲဒီမှာကျွန်တော်တို့ကအဘောတပင်ကျော်က3ရှစ်ကို3ရှစ်အတွဲလိုက်နဲ့4နောက်ပိတ်ပြီးတော့သူ့ရှေ့နှိကခဏန်းဆိုရင်4 3ရှစ်အဲဒီလိုမယူဘူးဒီအဘောကတပေါက်သေးပေးတာကိုပဲယူမယ်ဆိုရင်2ခွန်2เนาะ2ခွန်2နောက်ကနေထည့်ထည့်လိုက် ထည့်ထည့်လိုက်เนาะဒီကဏ္ဍသူရှိနှစ်ခါကဏ္ဍဒီကဏ္ဍလည်းသူရှိနှစ်ခါကဏ္ဍအဲ့ဒီမှာ386ဆိုတဲ့ကဏ္ဍကိုဒီမှာ386လို့ထည့်ထည့်လိုက်တာ ਨੇ အဲ့ဒီကဏ္ဍဒီသူရှိနှစ်မှာထွက်ထားတယ်မနှစ်ခါကဏ္ဍတစ်ခွက်ဖြစ်တာအဲ့ဒီနှစ်ခွန်နှစ်ကသူရှိနှစ်ခါကဏ္ဍလာပေါက်ပေါက်ပြီးအဲ့ဒီကဏ္ဍကတစ်နှစ်ကျော်ကိုသူထွက်တယ် ဒီ930ကလည်းသူရှိနှစ်ကခဏဒီကဏန်းဒီဒီ930ဒီနောက်နှစ်ကိုလိုက်ပေါက်ပြီးတာနဲ့တနှစ်ကျော်ထွက်တယ်ဒါဆိုရင်အခုကျွန်တော်တို့ဒီ330ညာအဲ386ဆိုတဲ့ကဏန်းဒီဒီနေရာမှာ386လို့ထွက်ခဲ့ရင်ဒီကဏန်းကသူရှိနှစ်ကကဏန်းဖြစ်ကမယ်ပြီးရင်ဒီကဏန်းဒီတနှစ်ကျော်တစ်ခါသွားကစားနေအောင်မယ်လို့ကျွန်တော်တွေးထားတယ်နော်အဲ့ကြောင့်မလို့ဒီနေရာလေးမှာ ၄ပိတ်ရှင်ရင်လည်းတကြဟို6ချစ်၄ဆိုတဲ့ခဏမျိုးပေါ့နော်ဒါပေမဲ့သူ့ရှိနှစ်မှာမရှိဘူးအဲ့ကျွန်တော်အဲ့လိုမယူတော့ဘဲနဲ့တပင်ကြော်ခဏန်းကို1ချင်းနဲ့မနစ်ကခဏန်းလာဒါမှမဟုတ်ရင်3 6ဆိုတဲ့3 6ဒဲ့ဒီသူ့ရှိနှစ်ကခဏန်းဆိုပြီးကျွန်တော်တရားလေးဆွဲထုတ်ပေါ့နော်390သူ့ရှိနှစ်ကခဏန်းနှစ်နှစ်ကုန်သူ့ရှိနှစ်ကခဏန်း တော့ကျွန်တော်လူဆောင်ရင်းနဲ့ဒီနှစ်ကွက်ထည့်ပေးခဲ့မယ်နောက်တစ်ချက်ကကျွန်တော်တို့အဲ့ဒီနေရပါဘယ်လိုခေါ်မလဲသူကဒီ383ဆိုတဲ့ကဏ္ဍမျိုးလေယူလို့ရတာပဲမိနစ်ကကဏ္ဍတော့မဟုတ်ဘူးเนาะကျွန်တော်ကဒီ3နောက်ပိတ်ကို4နောက်ပိတ်ထက်ဘာလို့ဒီ3နောက်ပိတ်ကိုပိုကြိုက်လဲဆိုတော့ဒီနောက်ပေါင်း9နဲ့2နောက်ပိတ်နဲ့က9 နောက်ပေါင်း6နဲ့3နောက်ပိတ်နေက9ဒီနောက်ပေါင်း6နဲ့3နောက်ပိတ်နေက9ဆိုတာဖြစ်နေလို့เนาะကျွန်တော်7 3 6ဒီကနန်းကလေးဒီမှာ1ချိန်ကစားရမှာပဲအဲ့ဒီမှာတော့ငါနှစ်ခွန်ကဘဲခွန်ရဲ့မသိဘူးအပူထွက်တဲ့အတွက်ကျွန်တော်တို့ကနေရာအတိအကျမှတ်လို့မရဘူးเนาะအဲ့တော့ဒီနှစ်တုံညာခွန်1ချိန်960 1ချိန်388ကို1ချိန် ဲ့3ချစ်ချစ်ကို1ချိန်နဲ့နောက်တွဲခွန်နဲ့နှိပ်ပိတ်နဲ့9နောက်ပေါင်း6နဲ့3နောက်ပိတ်နဲ့9နော်အဲ့တော့သူကတဘာဝအကြတာကဒီ3ချစ်ကိုကျွန်တော်တို့ရှေ့တွဲမယူနဲ့ဒီကနန်းဒီ1ချိန်လို့ပဲယူရမယ်3ချစ်အတွဲလိုက်ကိုယူရမယ်အဲ့ဒီ3ချစ်ကိုမ3ချစ်6ဆိုတဲ့ကနန်းဒီနောက်ပေါင်း6နဲ့3နောက်ပိတ်နဲ့9လို့ပုံဒီရိုက်မယ်ကနန်းကိုယူလိုက်နော် အဲ့ဒါဆိုရင်ကျွန်တော်တို့က6ချစ်3ဒဲဆိုတဲ့ခဏတကွတ်သူ့ရှေ့နှစ်ကခဏလေးဖြစ်တယ်เนาะကျွန်တော်အဲ့ဒါလေးဒါလူဆောင်ရင်းနဲ့ကျွန်တော်ပြပေးတယ်เนาะအဲ့ကျွန်တော်နှစ်ဥမာတုံးကနှစ်ဥမာတုံးကကျွန်တော်ပြောခဲ့တယ်ငါခါစကြရင်ငါကိုခွန်เนาะကျွန်တော်တို့ခွန်ငါကိုလို့ဒီပွဲမှာထိုးရင်ထိုးလို့ရတယ်အဲ့ကျွန်တော်ငါခါစကြရင်ငါကိုခွန်ဆိုတဲ့ခဏထွက်လိမ့်မယ်လို့ကျွန်တော်နှစ်ဥမာတုံးကတော့ပြဘူးတယ် ကျွန်တော်တို့ဒီ9ခုကိုရွှေ့ခဲ့တာပဲเนาะအခုဒီ site လေးကျွန်တော်ရွှေ့ပြတယ်ကြိုက်တယ်လို့ရှိရင်ထိုးပေါ့လေเนาะမကြိုက်တော့လည်းမထိုးနဲ့ပေါ့အဲ့ကျွန်တော်ကင်နေတဲ့နှစ်ဦးမှာ9နောက်ပိတ်သူကနေ3နှစ်ကျော်မှာအဲ့ဒီ3နှစ်ကျော်မှာကျွန်တော်တို့9နောက်ပိတ်ရဲ့အောက်ဆောင်ကကနေပြန်ကြကြတယ်ကြပြီးတဲ့နေသူ့ရဲ့ဘေးမှာ48နောက်တွဲလာဒါမျိုးလေးတော့ရှိတယ်เนาะ အခုနောက်ကကျွန်တော်ပြရတဲ့အဲ384ဆိုတဲ့ခဏကလည်းဒီမှာ84နောက်တွဲတော့ရှိတယ်เนาะဒါလေးတော့တစ်ချက်သတိထားအဲ့ဒီမှာကျွန်တော်တို့နှစ်ဦး9နောက်ပိတ်ပြီးသူကနေ3နှစ်ကြော်လိုက်တာ ਨੇ အဲ့ဒီနှစ်ထဲမှာ6နောက်ပိတ်အောင်ဆောင်ခဏတည်းပြန်ညာကြတယ်သူ့ဘေးမှာထွက်တဲ့ခဏက84နောက်တွဲထွက်တယ်เนาะဒါလေးတစ်ချက်သတိထားအဲ့အခုကျွန်တော်တို့ ငါနောက်ပိတ်တယ်၃နှစ်ကြော်လိုက်တယ်ကိုနောက်ပိတ်အောက်ဆောင်ကနေကို35ပြန်ကြတယ်သူ့ဘေးမှာ48နောက်တွဲနေဆိုခုနကကျွန်တော်ပြောတဲ့384ဆိုတဲ့ခဏမျိုးဒါလေးလေကျွန်တော်ကတွေးထားလို့နော်အဲအဲ့ဒီမှာကျွန်တော်ကဒီဘွဲကိုအဲ့ဒီမှာ၄ပိတ်မယူဘူး၉ပိတ်ပဲယူတယ်နော်ဘာလို့လဲဆိုတော့အဲ့ဒီခွန်နောက်ပိတ်နော်ဒီခွန်နောက်ပိတ်နေခဏကအဲ့ဒါသူ့ရှိနှစ်ကခဏ ခွန်နောက်ပိတ်တဲ့ခဏကနောက်နှစ်ကိုလာပေါက်ပြီးတော့မှအဲ့ဒီခွန်နောက်ပိတ်နဲ့အချိန်ခိုင်းမှထွက်တဲ့ခဏန်းဒီ၄ခါပြန်ကြเนาะအဲ့ဒီ၄ခါကြောင့်ဒီခဏန်းပြန်ကြလိုက်တဲ့ဆောင်းမှာသူကပရိတ်၄လို့သူထည့်တာဒီ၄ခါနဲ့ခဏန်းပြန်ကြပြီးတော့သူ့ရဲ့ဆောင်းမှာပရိတ်၄လို့ထည့်အဲ့ဒီ၄ရမှာနောက်လာပိတ်ပြီးတော့နော်ဒီနေရာမှာ၄၃၈ကိုသူကထည့်တယ်လို့ကျွန်တော်တွေးတယ်အဲ့တော့ပရိတ်၄၄နောက်ပိတ်ပေါ့ဗျာเนาะအဲ့ဒါ အဲ့ဒီပရိတ်လေးရလဲသူပြန်ကြခဲ့တဲ့ခဏမှာလေးခါနဲ့သူထွက်ခဲ့တာဒုတိယဆိုင်မှာလည်းဒီလိုပဲဒီ၈နောက်ဘိတ်နဲ့ခဏအောက်ဆောင်ဝခဏဒီပြန်ကြကြတော့အဲ့၈နောက်ဘိတ်ခဏကသူ့ရှေ့နှစ်ကခဏမယ်နော်အဲ့တော့အဲ့ဒီမှာပြန်ကြခဏ၈နောက်ဘိတ်ဆောင်ကလေးခါနဲ့ခဏကပြန်ကြကြပြီးတော့မှအဲ့ဒီလေးခါကဒီပြန်ကြခဏရဲ့အထက်ဆောင်မှာပရိတ်လေးလို့ထည့်အဲ့ဒီလေးပရိတ်ဒီ၄နောက်ဘိတ်နဲ့သူထွက်တာ ဒါဆိုရင်အခုကျွန်တော်တို့ဒီကိုနောက်ပိတ်ဇောင်းမှာခဏန်းဒီပြန်ညာကြတယ်ဒီကိုနောက်အဲဒီကိုနောက်ပိတ်ခဲ့တဲ့ခဏန်းကလည်းသူ့ရှေ့နှစ်ကခဏန်းနော်အဲသူ့ရှေ့နှစ်ကခဏန်းကိုနောက်ပိတ်နဲ့ပေါက်တယ်သူ့ဇောင်းမှာထွက်တဲ့ခဏန်းကကိုခါနဲ့ထွက်ပြီးအဲ့ဒီခဏန်းကပြန်ညာကြတယ်အဲ့ဒီကိုခါကြောင့်ကျွန်တော်ကသူ့ရဲ့ဇောင်းမှာဗရိတ်ကိုကိုထည့်သွားသလားဒီဗရိတ်ကိုဒီဒီပွဲမှာ तू ကကိုနောက်ပိတ်နဲ့ထည့်မလားနော် တကယ်လို့ကိုးနောက်ပိတ်နဲ့ကျွန်တော်တို့ထည့်မယ်ဆိုရင်အဲ့ဒီမှာမခါနဲ့နော်ကျွန်တော်ရေးတာမှားနေတယ်ဒီလိုရေးရမှာဟွန်း9ဆိုတဲ့ခဏထည့်ရမှာနော်အဲ့ကိုးနောက်ပိတ်ကအငြိမ်ရတယ်ဒီကဏ္ဍဒီဘယ်ရလာလဲဆိုတော့ကျွန်တော်ပြောပြမယ်အဲ့တော့အဲ့ဒီ438ကအဲ့ဒီ438ကသူကနေအရှိကိုနှစ်နှစ်ကြော်ရခဲ့တယ်နော်438နှစ်နှစ်ကြော်ပြီးတော့ ပြန်ရခဏန်းဘေးမှာသူလိုက်ပေါက်တာနော်အဲ့တော့အဲ့ဒီနှစ်နှစ်ကျော်လာတဲ့၄၃၈ဆိုတဲ့ခဏန်းကလည်းသူ့ရှေ့နှစ်မှာပေါက်ခဲ့တဲ့ခဏန်းနော်သူ့ရှေ့နှစ်မှာပေါက်ခဲ့တဲ့ခဏန်းသူက၄ပြိတ်အပူခွားရဲ့အောက်တပွဲကျော်ပါခဏန်းနောက်နှစ်ကိုလိုက်ပေါက်တာပေါက်ပြီးတော့မှအဲ့ဒီခဏန်းကနှစ်နှစ်ကျော်မှာပြန်ရခဏန်းရဲ့ဘေးမှာသူကထွက်တာထွက်တော့ပြိတ်၄က၄နောက်ပိတ်နဲ့သူထွက်တာနော် ဒါဆိုရင်ဒုတိယကတ်မှာလဲကျွန်တော်တို့ဒီပညာကဏ္ဍဘေးမှာထွက်တဲ့ကဏ္ဍဒီရှေ့နှစ်နှစ်ကျော်ကကဏ္ဍနော်ရှေ့ချောင်းဒီဒီကဏ္ဍဒီသူ့ရှေ့နှစ်ကကဏ္ဍနော်သူ့ရှေ့နှစ်ကကဏ္ဍအဲသူ့ရှေ့နှစ်ကကဏ္ဍကိုခုနကတော့၄ပြိတ်အပူခွားနဲ့ထွက်ပြီးတော့အခု၃ပြိတ်နဲ့အပူခွားအောက်ကကဏ္ဍပေါ့နော်အဲ့ဒီ၃ပြိတ်အပူခွားရဲ့အောက်တပွဲကြွားကနေဒီကနေ့ဒီနောက်နှစ်ကိုလိုက်ပေါက်တယ် နှစ်နှစ်ကျော်တခါလိုက်ထွက်တယ်ထွက်တော့ပြညာကဏ္ဍရဲ့ဘေးမှာထွက်တယ်တပင်ကျော်မှာရှိတဲ့လေးပရိတ်ဒီလေးအပိတ်နဲ့သူထွက်တယ်ဒါဆိုရင်အခုအဲ့ဒီလူမျိုးဖြစ်ထားတာရှိသလားရှိတယ်နော်ဒီနေရာမှာကျွန်တော်တို့ကိုအပိတ်နဲ့ရှေ့တစ်နှစ်ကျော်ကဏ္ဍကိုလိုက်ကြည့်ကိုငါခွန်ဆိုတဲ့ကဏ္ဍတစ်ခွက်ပဲရှိဒီကိုငါခွန်ဒီသူရှေ့နှစ်ကကဏ္ဍပရိတ်ဆက်နှစ်နဲ့အပူခွားရဲ့အောက်တပွဲကျော်ကကဏ္ဍကနောက်နှစ်ကိုလိုက်ပေါက် ီကနန်းပေါက်ပြီးရင်သူကနေနှစ်နှစ်ကျော်မှာပြန်ကြကနန်းရဲ့ဘေးမှာကိုးနောက်ပိတ်အငိမ့်နဲ့ထွက်ကမယ်နော်အဲကိုးနောက်ပိတ်အငိမ့်နဲ့ထွက်ကမယ်ဆိုရင်ကျွန်တော်တို့9 9 9 9ဒီလိုပို့ကြိုက်တယ်ဘာလို့လဲဆိုတော့ကျွန်တော်အဲ့9ခါလို့စားကြရင်9 9ခုလို့ဆိုပြီးကျွန်တော်ပြထားတာရှိတယ်နော်အစာရွက်အဟောင်းတော့ကျွန်တော်ပြန်မရှာတော့ဘူးဒီအားနဲ့ပဲကြိုက်ရင်လည်းထိုးလိုက်တာเนาะအဲ့အဲ့ထဲမှာကျွန်တော်တို့ သူရှိနေကကနနောက်နေကိုလိုက်ပေါက်ထားတာဒီကနန်းတစ်ခွက်ရှိသေးတယ်เนาะ6 6ဒီအဲ့ဒီကောင်တော့ကျွန်တော်တိတ်မကြိုက်ဘူးเนาะကျွန်တော်ကကိုးပိတ်နဲ့လိုချင်တာအဲ့တော့ဒီကနန်းကိုးပိတ်နဲ့လိုချင်တာเนาะအဲ့တော့သူရှိနေကရှိနှစ်နှစ်ကျော်ကကနန်းအဲ့ဒီထဲမှာကိုးရှိခွန်လို့ပါလို့လဲယူလို့ရတယ်เนาะ 6ခုခုဒီကဏ္ဍလေးယူလို့ရတယ်ထားလိုက်ပါတော့ကျွန်တော်တို့ကအဲ့ဒီကဏ္ဍကသူကတက်နှစ်သေးပေါက်ထားတာသူ့ရှေ့နှစ်မှာမပေါက်ထားဘူးနော်အဲ့သူ့ရှေ့နှစ်ကပေါက်ထားတဲ့ပရိစ္ဆတ်နှစ်အပူခွားကဏ္ဍနောက်နှစ်ကိုထွက်နှစ်နှစ်ကျော်ဆက်နှစ်ပြီးတော့ပရိစ္ဆတ်3အပူခွားနဲ့အောက်ကကဏ္ဍနောက်နှစ်ကိုထွက်ပြီးရင်နှစ်နှစ်ကျော်တက်ခါအခုကျွန်တော်တို့ဒီမှာပရိတ်၄အပူခွားနဲ့အောက်တပွဲကျော်မှာထွက်ထားတဲ့ကဏ္ဍ ်နောက်နှစ်ကိုထွက်ပြီးရင်နှစ်နှစ်ကျော်လိုက်ပေါ့နော်ကိုသုံးညသုံးကို30မအားရဘူးဗျာဟုတ်တယ်နော်ကျွန်တော်တို့မအားတော့မပေါဘူးပေါ့လေဘဝတူတွေပေါ့ကဲဟုတ်ပြီအဲ့တော့ကျွန်တော်ပြရကဒီနေ့ညကခုနကကျွန်တော်ရေးပေးခဲ့တဲ့ကဏ္ဍလေးတွေပေါ့နော်ဒါလေးတွေကျွန်တော်အကြိုက်အကြိုက်လေးနည်းနည်းတွေ့တယ်ပေါ့ဒီကဏ္ဍမျိုးတွေကတခြား site တွေကျွန်တော်မှရှိပါတယ် ီ9ကိုးခွန် site တွေအများကြီးရှိတယ်။နောက်ပြီးတော့အဲ့ဒီအခုကျွန်တော်ပြောတဲ့4 3 8ဆိုကျွန်တော်တို့ all ခဲ့တဲ့ကဏ္ဍမယ် site တွေမှာပလုံစီနေအောင်ရှိတယ်နော်။အဲ့တော့ထည့်လိုက်ပါဘာပဲတော့မဟုတ်ဘူးပေါ့ဗျာနော်။3 8ရေ6 3ရေနော်။နောက်ပြီးအခုပြရတဲ့ကောင်ခွန်ထိတ်နေတဲ့ခွန်9ကိုနော်။ဒီ3ခွက်တော့ထည့်လိုက်ဟုတ်ပြီလား